တနင်္သာရီတိုင်းဒေသကြီးတဝဲခရိုင်တဝဲမြို့အရှိတော်ဒေသမှာဆယ်ရက်ကျော်ကြာတိုက်ပွဲတွေတွင်စစ်ကောင်စီတပ်သား6ဦးသေဆုံးပြီး40ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ဒေါနာတန်ရင်ချေမုံရီတက်ခွဲခုနဲ့ LPDF တာဝန်ရှိသူစီကသိရပါဗျ။တဝဲမြို့အရှိတော်ဒေသကိုစစ်ကြောင်းထိုးလာတဲ့အင်အား200ကျော်ပါစစ်ကောင်စီစစ်ကြောင်းနဲ့တုံးလိုင်းပူပေါင်းတပ်တွေဟာပြီးခဲ့တဲ့ဧပြီ28ရက်ကနေမေလ10ရက်အထိ တိုက်ပွဲပေါင်း၄ကြိမ်ဖြစ်ပွားခဲ့တယ်လို့ဒေါနာတက်ခွဲခွန် LPDFC ကသိရပါဗယ်။ဧပြီ28ရက်နေ့မှာအင်အား200ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းပူပေါင်းတပ်တွေဟာမေလ2ရက်ညနေ4:45မိနစ်မှာတရံငုံကျေးရွာနဲ့ရမစုကျေးရွာတွေကြားမှာပထမအကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနှစ်ဖက်ပစ်ခတ်မှု45မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါဗယ်။ဒါအပြင် မေလ9ရက်နေ့လယ်12:00ဝန်းကျင်ခန့်မှာ ဘဝပင်ကျေးရွာတာဝရိုင်းအနီးမှာဒုတိယအကြိမ်ထိတွေ့တိုက်ပွဲတစ်ကြိမ်နဲ့ညနေ4:45မိနစ်ကနေ9:35မိနစ်ခန့်မှာတတိယအကြိမ်ထိတွေ့တိုက်ပွဲတစ်ကြိမ်မေလ10ရက်မနက်9:00ကနေ8:00ထိစရုတ်ထအကြိမ်ထိတွေ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။ဆက်နှစ်အတွင်းမှာအပြင်းထန်တိုက်ပွဲ၄ကြိမ်ဖြစ်ပွားတယ်စစ်ကောင်စီကအင်အား200နဲ့စစ်ကြောင်း300ခွဲပြီးတက်လာကြတယ်။ တရင်ဆိုင်ရင်ပေါင်ပြီးတက်လာကြတာပေါ့စစ်မှုရန်ပတ်စင်ရှစ်ကတင်းနှန်းဆင်းတွေပါတယ်ကျွန်တော်တို့ဘက်ကလည်းထိခိုက်ကြဆုံးမှုတွေရှိတယ်လို့ဒေါနာတက်ခွဲခွန် LPDF ကပြန်ကြားရေးတာဝန်ခံရဲဘော်လီယိုက ERI Times ကိုပြောပါတယ်စစ်ကောင်စီတက်တဲ့တွန်လိုင်းပူပေါင်းတက်တွေရဲ့စင်ရဲကြော်ကြပိတ်ဆို့တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သား6ဦးသေဆုံးပြီး40ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် အဲ့ဒီတိုက်ခိုက်မှုတွင်တော်လိုင်းဖူပေါင်းတပ်ဖွဲ့တွေဘက်ကရဲဘော်နှုတ်ကြဆုံးခဲ့ပြီးစိုးရင်ရတဲ့ဒဏ်ရာနဲ့တအူးနဲ့မစိုးရင်ရတဲ့ဒဏ်ရာရ၄ဦးအသီးသီးရရှိခဲ့တယ်လို့ LPDF တာဝန်ရှိသူစီကသိရပါဗျ။ကျွန်တော်တို့ဘက်ကရဲဘော်၂ယောက်ကြဆုံးခဲ့ပါတယ်။တယောက်ကစိုးရင်ရတဲ့ဒဏ်ရာပေါ့။သူနေတဲ့နေရာဘုံခိုကျင်းသားကို86နှလုံးကြတာ။အဲ့ဒီမှာထိသွားတယ်။အခုတော့စေကူသားမှုတွေခံယူနေပါပြီလို့ LPDF တာဝန်ရှိသူကဆက်ပြောပါဗျ။ အဲဒီတိုက်ခိုက်မှုကိုဒေါနာချေမုံရေးတက်ခွဲခွနဲ့လောင်းလုံပင်နီဆူလာဖို့စ် LPF တဝဲအရှိတောဒေသရှိတွန်လိုင်းအင်အားစုတွေဖြစ်တဲ့တဝဲခရိုင်အမှတ်နှစ်တရင် T5 DGRF DNLADF အေဒင်မှု EDF ကျသိနဲ့ဘီလုံးပြောင်ကြားတက်ဖွဲ့ KNU တက်မှာလေးတရင်စနစ်တို့ပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျာ